thank uh you -huh. မင်္ဂလာပါရှင်ခေတ္တ news ကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်။ကြောင်ဖြူတိုက်ပွဲမှာတိုင်းစစ်ဦးစီးမှုပထမရန်ဂျီဝမ်ဒုတိယဗိုလ်မှူးကြီးကျော်လင်းကျိုင်နဲ့စစ်တုံးပန်းအများပြားဖမ်းဆီးရရှိထားပြီးအလံဖြူထောင်းအလင်းဝင်သူများအလွန်များပြားတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကြောင်ဖြူမြို့နယ်တိုက်ပွဲများမှာတိုင်းစစ်ဦးစီးမှုပထမရန်ဂျီဝမ်ဒုတိယဗိုလ်မှူးကြီးကျော်လင်းကျိုင်နဲ့စစ်တုံးပန်းအများပြားဖမ်းဆီးရရှိခဲ့ကြောင်း AA စီးရေးသတင်းအချင်းမြစ်ကပြောပါရင် မေလ30ရက်နေ့ညနေ3:00နာရီချိန်ကြောင်ဖြူမျိုးနဲ့မင်းတက်တောင်ကျင်းရွာနီးစစ်ကောင်စီတပ်နဲ့အေရိုကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ရဲ့တိုင်းစစ်ဦးစီးမှုပထမတန်းဒုတိယပုံမှုကြီးကျော်လင်းချိုင်နဲ့စစ်တုံးပန်းများပြားကိုလက်နက်ခဲယမ်းများနဲ့အတူအေကဖမ်းဆီးရရှိကြောင်းအကြမ်းဖက်စစ်ကောင်စီတပ်တွေကမင်းတက်တောင်ကျင်းရွာမြောက်ဘက်မီတာ600ကွာဆက်မှုလက်မှုတင်တန်းကြောင်းကိုအခြေပြုပြီးအေကိုထိုးစစ်ဆင်ရဖြစ်ကြောင်းသိရပါတယ်။ ကျောက်ဖြူမြို့နယ်တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့မှအများအပြားလက်နက်ချအလင်းဝင်နေပြီးဖမ်းဆီးရရှိသူများလည်းများပြားကြောင်းသိရပါတယ်။ကျောက်ဖြူတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအထက်ကအတင်းအဓမ္မအမိန်ပေးစီခိုင်းနေပေမဲ့မြေပြင်မှာကတိုင်ရဲလိုက်စိတ်တက်ပြက်ပြားနေကြပြီးတော့တိုက်လို့ခိုက်လို့စေကအလုံးဝမရှိကြတော့ဘူးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအာရကတက်တော်တန်းအခုရက်ပိုင်းတွေအတွင်းလက်နက်နဲ့တော်၎င်းလက်နက်မဲ့တော်၎င်း အလံဖြူထောင်ပြီးအလင်းဝင်ရောက်လာသူတွေစက်တိုက်ရှိနေပါတယ်။ကစင်ကလျားထွက်ပြေးလွတ်မြောက်နေကြတဲ့ရန်သူတွေကိုလည်းအရခတ်တက်တော်မှနှိစင်နေများဖမ်းဆီးရမိလျက်ရှိပါတယ်။ဒုတိယဗိုလ်မှူးကြီးကျော်လင်းကြတိုင်းစစ်ဦးစီးမှုပထမရက်နေ့စစ်တုံပန်းအချို့ကိုလက်နက်နဲ့တူဖမ်းဆီးရရှိခဲ့ပါတယ်။သူတို့ရဲ့မိခင်တရင်တမတွေကိုစီစစ်တုံးမဲရှိပါသေးတယ်။စစ်တုံပန်းတွေကတနင်္လာနေ့မှာဖမ်းမိတာမဟုတ်ဘူးလို့အေးအေးတရင်အရင်မြစ်တွေကရှင်းပြပါတယ်။ အတမ်းမဆက်ခံစီတက်မှာစစ်စင်ရေးကိုကဲသူမလုံလောက်တော့တဲ့အတွက်ပြူဟာမှုနဲ့ជីវန်းနေပါရှေ့တန်းကိုစစ်စင်ရေးထွက်နေရကြောင်းဒါကြောင့်အေရီတန်မှာရာလူကြီးရရှိများမကြခဏဆိုသလိုဖန်းစီရရှိနေခြင်းဖြစ်ကြောင်း CDN ပူကြီးစင်ရောကပြောပါရတယ်တချို့ကជីវန်းအဆင့်ဆိုပြီးတော့စစ်စင်ရေးလိုက်ရတာမဖြစ်နိုင်ဘူးဆိုပြီးတော့ပြောနေကြတယ်ជីវန်းဆိုတာစေဦးစီပထမလန်းတိုင်းစစ်ဌာနချုပ်ဒီမှာရှိတဲ့ជីវန်းတာကာစာပေါ်ဒေတာကုတ်ကင်းမှုဒေတာကုတ်ကင်းရဲ့စစ်ဌာနချုပ်ဒီမှာရှိတဲ့ជីវန်းတွေကတော့စစ်စင်ရေးလိုက်ရတာရှားတယ်ကျွန်တော်တို့ဒီတက်မှာရေးချင်းမြန်တက်မှာဌာနချုပ်ဒီစစ်စင် ကုတ်ကဲမှုဌာနချုပ်တီမှာရှိတဲ့ဂျီဝန်းတွေကတော့ပြူဟာမှုလုံလောက်မှုမရှိဘူးဆိုရင်ခိတ္တပြူဟာမှုနဲ့ရှေ့တန်းစစ်ဆင်ရေးလိုက်ရတာရှိပါတယ်စစ်တပ်မှာပြူဟာမှုတွေလုံလောက်အောင်မခန့်ပေးနိုင်မှုတည်ဆုံးလာလို့ထိုင်ရရတာလို့ပြည်ဖန်းစခံရတာများနေတဲ့အတွက်ပြူဟာမှုတွေအလင်းမီအောင်မခန့်အနိုင်တဲ့အနေအထားမျိုးလဲကျွန်တော်တို့တွေ့ရပါတယ်လို့စီရီယံဖို့ကြီးစင်ယောကပြောပါတယ် မေလ29ရက်နေ့ကလည်းရခိုင်ပြည်ကြပြူမြို့နယ်မှာစစ်တပ်နဲ့အေအေတပ်များကြားတိုက်ပွဲဖြစ်ပွားစဉ် MS7 ချင်းမြန်တပ်မဌာနချုပ်မှနီးပြူဟာမှုပုံမှုကြီးကြောင်မျိုးအောင်ကအေအေရဲ့ပြစ်ခတ်မှုကြောင့်တည်ဆုံခဲ့တယ်လို့သိရပါဗျ။နောက်ထပ်တပုန်းဒီနယ်စကိုင်းမြို့တပ်မ33ဌာနချုပ်ကိုရှော့တိုက်တုံးသုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်တည်ဆုံမှုရှိနိုင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစကိုင်းမြို့ပေါ်ရှိအမှတ်33ချင်းမြန်တပ်မဌာနချုပ်ကိုရှော့တိုက်တုံးသုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာတပ်မဌာနချုပ်အတွင်းထိရောက်စွာကြားရောက်ပောက်ကွဲခဲ့ပြီးစစ်ကောင်စီတပ်သားများထိခိုက်တည် ေဆုံးမှုရှိနိုင်တယ်လို့ BWN ဖွဲ့တာဝန်ရှိသူတောင်းကပြောပါတယ်။ မေလ31ရက်နေ့လယ်2:20မိနစ်ကစကိုင်းမြို့ပေါ်ရှိအမှတ်33ချင်းမြန်တမဌာနချုပ်တမ33စကန်အတွင်းကို109မမရှော့တိုက်တုံးသုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာတင်းရောက်စွာကြာရောက်ပောက်ကွဲမှုရှိခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားထိခိုက်ဒေဆုံးမှုတွေနဲ့ပြစ်စီးမှုတွေကိုစုံစမ်းနေဆဲဖြစ်ကြောင်းသိရပါတယ်။သုံးလုံးစလုံးတင်းရောက်စွာပြစ်ခတ်နိုင်ခဲ့ပါတယ်။ပြည်သူတွေကိုညှဉ်းပန်းနှိပ်စက်ရာမှာအရန်နာမည်ကြီးတဲ့တမ33ကိုအခုလိုလက်တုံပြန်နိုင်လို့ကျွန်တော်တို့ကြီးနေပါတယ်။လာမယ်ဆိုရဲစစ်ကောင်စီထိပ်ပြီးခေါင်းဆောင်တွေကိုလည်းချင်းချောင်းနိုင်လို့ပြည်သူတွေခံစားနေရတဲ့ ်မလုံခြုံမှုကိုသူတို့ပြန်လည်လှုပ်ပေးနိုင်လို့ကြေညာပါတယ်လို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကို Brave Warrior Form မြန်မာ BWM ဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ Shadow စကိုင်းဖွဲ့ No More Distortion NMD အဖွဲ့နဲ့စကိုင်းမျိုးပြပြောင်းချ Infinity ဖွဲ့လို့ပူပါပြီးတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အမတ်33ချင်းမြန်တမဌာနချုပ်တမ33ကຫນွေဦးတော်လိုင်းကာလာတခြားပြည်သူပေါ်ညှင်းဆဲတက်ဖြတ်ရမှာရဲဆက်ဆုံးတက်ဖြစ်နမည်ကြီးတဲ့စစ်ကောင်စီရဲ့လက်ယုံတက်ဖြစ်တယ်လို့လက်ရှိမှာလည်းတမ33ရဲ့ဒုတိယတမမှုဦးစီးပြီးစကိုင်းမြို့နယ်တွင်ကြေးရွာများမှာပြည်သူများကိုဖမ်းဆီးပြီးလူသားတိုင်းလုပ်ပြီးစစ်ကြောင်းထိုးနေကြောင်းသိရပါတယ်။ အဲ့ဒီလိုနေဆက်မှုကိုတုံ့ပြန်တဲ့အနေနဲ့၎င်းဆိုပါတမ33စကန်ကိုစစ်ကောင်စီရဲ့ထိပ်တီးခေါင်းဆောင်တအူလာရောက်မယ်လို့သတင်းရရှိထားတဲ့အတွက်ကြောင့်၎င်းစစ်ကောင်စီထိပ်တီးခေါင်းဆောင်များအတွက်တောင်ပြေးစရာမြေမရှိမြည်သည့်နေရာမှာလုံခြုံမှုမရှိဖြစ်စေဖို့အတွက် BWN နဲ့မဟာမိတ်တွေကတမ33နဲ့၎င်းတို့ရဲ့ထိပ်တီးခေါင်းဆောင်နှိမ်နှင်းရေး BWN Mission 40ကိုဖော်ဆောင်ခဲ့တာဖြစ်ကြောင်းအသိပေးပါရယ်၎င်းတမကိုလာမယ်စစ်ကောင်စီထိပ်တီးခေါင်းဆောင်မှမြည်သူဖြစ်ကြောင်းစုံစမ်းနေစေဖြစ်ပြီးဒီကနေ့မစ်ရှင်အောင်မြင်အောင်ကူညီခဲ့ကြတဲ့နေမြေကန်တော်လိုင်းဖွဲ့ ွဲတွေကိုလည်းအထူးကျေးဇူးတင်တယ်လို့ထုတ်ပြန်ထားကြောင်းသတင်းမှဖော်ပြပါရှိပါရရှင်။ စကောင်စီရဲ့ကာကွယ်ရေးပစ္စည်းတပ်ဖွဲ့ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်တန်းအပါဝင်အရာရှိကြီးများနဲ့လက်နက်ဆိုင်ရုံမှုနဆက်ရှင်ဦးရဲ့အမည်စင်းကိုအရေးယူနိုင်ရေးထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာလူမျိုးတုံးသက်ဖြတ်မှုဆင်ရဆွေးမှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ဆင်ရဆွေးမှုတွေမှာပါဝင်ပတ်သက်နေတဲ့စကောင်စီရဲ့ကာကွယ်ရေးပစ္စည်းတပ်ဖွဲ့ခေါင်းဆောင်ကံမြင့်တန်းအပါဝင်အရာရှိကြီးများနဲ့လက်နက်ဆိုင်ရုံမှုနဆက်ရှင်ဦးရဲ့အမည်စင်းကိုနိုင်ငံတကာနဲ့ NUG ကအရေးယူနိုင်ဖို့အတွက်တမာဖွံ့ဖြိုးရေးအင်စတီကျူကဒီကနေ့ထုတ်ပြန်လိုက်ပါတယ် ဒီကနေ့မှာမြန်မာစစ်တပ်ရဲ့ပြည်တွင်းစစ်လက်နက်ထုတ်လုပ်ရေးမှာအဓိကတာဝန်ရှိသူတွေကိုဖော်ထုတ်ထားတဲ့တနက်များနောက်ွယ်မှာသူ í စွန်းလက်များမြန်မာစစ်တပ်ရဲ့လက်နက်ထုတ်သူများကိုဖော်ထုတ်ခြင်းသူတည်တနာအစီရင်ခံစာတစာကိုတမဖွံ့ဖြိုးရေး Institute ကထုတ်ပြန်ခြင်းဖြစ်ပါတယ်။တမ Institute အနေနဲ့သက်ဆိုင်ရာဖွဲ့စည်းတွေကိုတိကျခိုင်လုံတဲ့အချက်အလက်တွေပေးပို့သွားဖို့ရှိပါတယ်။အစီရင်ခံစာမှာဖော်ထုတ်ထားသူတွေပေါ်ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်နိုင်ဖို့ကိုမိဖက်ဖွဲ့စည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့တမဖွံ့ဖြိုးရေး Institute မှမိတမကဆိုပါတယ်။၎င်းစီရင်ခံစာမှာ ှာစင်ယုတ်စုကျူးလွန်နေရရှိတဲ့နိုင်ငံတကာရာဇဝတ်မှုတွေအတွက်အသုံးပြုတဲ့စစ်လက်နက်တွေကိုထုတ်လုပ်ရမှာအဓိကတာဝန်ရှိသူတွေဖြစ်တဲ့ကာကွယ်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံကကထုံရဲ့အရာရှိချုပ်ဒုတိယအရာရှိချုပ်နှစ်ဦးနဲ့ကာကွယ်ပစ္စည်းစက်ယုံ25ယုံမှစက်ယုံမှုတွေကိုဖောက်ထုတ်ထားကြောင်းသိရပါတယ်စစ်ကောင်စီရဲ့ကာကွယ်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံကကထုံရဲ့အရာရှိချုပ်မှာဒုတိယဘွချုပ်ကြီးကံမြင့်တန်းဖြစ်ပြီးဒုတိယအရာရှိချုပ်နှစ်ဦးကဘွချုပ်ကုတ်ကွန်းနဲ့ဘွချုပ်မျိုးအောင်တို့ဖြစ်ကြောင်းသိရပါတယ် စစ်ကောင်စီရဲ့လက်နက်စက်ရုံများမှာအမှတ်တကာကွင်ပစ္စည်းစက်ရုံမှုပုံမှုကြီးစော်မျိုးမင်းအမှတ်နှစ်ကာကွင်ပစ္စည်းစက်ရုံစက်ရုံမှုပုံမှုကြီးလှသိမ်းအမှတ်သုံးကာကွင်ပစ္စည်းစက်ရုံစက်ရုံမှု ပုံမှုကြီးမောင်စိုးအမှတ်လေးကာကွင်ပစ္စည်းစက်ရုံစက်ရုံမှုဒုတိယပုံမှုကြီးစော်မင်းထွန်းအမှတ်ငါးကာကွင်ပစ္စည်းစက်ရုံစက်ရုံမှုဘူကျုံထွေးလာအမှတ်ချောက်ကာကွင်ပစ္စည်းစက်ရုံစက်ရုံမှုပုံမှုကြီးတိုးလွင်အမှတ်ခုနှစ်ကာကွင်ပစ္စည်းစက်ရုံစက်ရုံမှုပုံမှုကြီးထွန်းထွန်းစိုးတို့ဖြစ်ကြောင်းသိရပါတယ်ဒါအပြင်အမှတ်၈ကာကွင်ပစ္စည်းစက်ရုံမှုပုံမှုကြီးမျိုးမင်းစိုးအမှတ်၉ကာကွင်ပစ္စည်း ည်းစံရုံမှုဘုံမှုကြီးတင်မောင်ချိုအမတ်တဆယ်ကာကွယ်ပစ္စည်းစံရုံဘုံမှုကြီးရွှေမြအမတ်စတေကာကွယ်ပစ္စည်းစံရုံမှုဘုံမှုကြီးမင်းမင်းစောအမတ်စနစ်ကာကွယ်ပစ္စည်းစံရုံမှုဘုံမှုကြီးနိုင်အောင်အမတ်ဆက်သုံးကာကွယ်ပစ္စည်းစံရုံမှုဘုံမှုကြီးထွန်းထွန်းအေးအမတ်ဆက်လီကာကွယ်ပစ္စည်းစံရုံမှုဘုံမှုကြီးရဲစောတွင်အမတ်ဆက်ငါကာကွယ်ပစ္စည်းစံရုံမှုဘုံမှုကြီးဝင်းမြင့်မောင်တို့ဖြစ်ပါတယ်အမတ်ဆက်လျှောက်ကာကွယ်ပစ္စည်းစံရုံမှုဘုံမှုကြီးစောထုံးအမတ်ဆက်ခွနစ်ကာကွယ်ပစ္စည်းစံရုံမှုဘုံမှုကြီးတိန်လွင်အမတ်ဆက်ရှိကာကွယ်ပစ္စည်းစံရုံမှုဘုံမှုကြီးစောမျိုးနိုင်အမတ်ဆက်ကိုကာကွယ်ပစ္စည်း ်ဆက်ရုံမှုဒုတိယဗိုလ်မှူးကြီးအောင်ထွေးအမှတ်20ကာကွယ်ပစ္စည်းဆက်ရုံမှုဗိုလ်မှူးကြီးတပ်ဝင်အောင်အမှတ်21ကာကွယ်ပစ္စည်းဆက်ရုံမှုဗိုလ်မှူးကြီးညီညီလန်းအမှတ်22ကာကွယ်ပစ္စည်းဆက်ရုံမှုဒုတိယဗိုလ်မှူးကြီးမြတ်သူအမှတ်23ကာကွယ်ပစ္စည်းဆက်ရုံမှုဗိုလ်မှူးကြီးတိုးလွင်အမှတ်24ကာကွယ်ပစ္စည်းဆက်ရုံမှုဗိုလ်မှူးကြီးအောင်ကိုကိုအမှတ်25ကာကွယ်ပစ္စည်းဆက်ရုံမှုရှန်အီတို့ဖြစ်တယ်လို့ဆိုပါတယ် အဆိုပါဆက်ရုံမှုတွေကဆက်လက်နဲ့ထုတ်လွှင့်ပြီးအရှက်သားပြည်သူများကိုအကြမ်းဖက်မှုတွေကိုတိုင်ရိုက်တောင်းဝင်ရှိခြင်းစစ်အုပ်စုရဲ့ဖိနှိပ်ရေးရန်တရားထောက်တိုင်ဖြစ်ပါဝင်ကြောင်းဆက်လက်နဲ့ထုတ်လွှင့်ရေးခေါင်းဆောင်များစစ်ကောင်းဆောင်မယောင်လိုင်းကဘွေဒူးကုံတူများချင်းမြင်ခဲ့ကြောင်းသိရပါတယ်အစီရင်ခံစာမှာဆက်လက်နဲ့ထုတ်လွှင့်မှာတိက ရှိတဲ့ကကထုတ်၎င်းရဲ့ထိပ်ပိုင်ခေါင်းဆောင်တွေနဲ့စက်ရုံမှုတွေပေါ်တန်ခတ်ပိတ်ဆို့မှုတွေချမှတ်ဖို့နိုင်ငံတကာအစိုးရတွေကိုတောင်းဆိုတဲ့ပြင်စင်ခန်းဆောင်မှာဖော်ထုတ်ထားတဲ့စေအုပ်စုရဲ့စစ်လက်နက်ထုတ်လုပ်ရေးမှာအဓိကတာဝန်ရှိသူတွေပေါ်အမည်ပြည့်စင်ရင်သွင်းကြီးညာဖို့အမျိုးသားညီညွတ်ရေးအစိုးရကိုတောင်းဆိုထားပါတယ်